ရှောင်းမှာငါတို့ဆိုတာမရှိဘူးငါဆိုတာပဲရှိတယ်စိတ်တက်ကြပြီးအားငယ်နေတဲ့လူတယောက်ကိုမဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးတွေပါလူတယောက်ကိုစိတ်ကောင်းဥဆောင်နိုင်တဲ့အတွက်စိတ်ခွန်အားပေးတဲ့လက်ဆောင်မျိုးတွေပို့တမ်းဖို့ရှိတဲ့အရာဆိုတာမရှိပါဘူး Hello YouTube Channel ရဲ့အားလုံးကိုကျေးဇူးလိုက်ပါတယ်အလှပါကျမရင်းနဲ့ Knowledge Share ဘိုင်းနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel အကြောင်းအရာမှန်တမ်းကိုလည်းကောမန့်မှာရေးသွားလို့ရတယ်လို့နောက်ထပ် video အပုတ်တွေအသစ်တွေတင်တိုင်းတင်တိုင်းအောင်လေ့ကျင့်လို့ရအောင်လို့ channel လေးကို subscribe နေတော့ပါအောင်เนาะ okay ဗီဒီယိုလေးကိုဆက်လိုက်ကြမယ်ကျွန်တော်တို့ကွာမှာ mental support ပေးတဲ့သူရှိကိုတိတ်ကိုအရေးကြီးပါတယ်အမြင်မှုကိုသွားတဲ့ mental ရှာမှာငါတို့ဆိုတာပဲရှိတယ်ငါဆိုတာမရှိပါဘူးငါကိုယ့်ရဲ့နောက်မှာအမြဲရက်တည်နေမဲ့သူကြာရှုံးတည်ဖြစ်စေအောင်မြင်တည်ဖြစ်စေကိုယ့်ကိုအမြဲအားပေးနေမဲ့သူရှိဖို့တိတ်ကိုလိုအပ်ပါတယ် ဖြစ်ကြတယ်ကိုအစဉ်ပြေကမှကိုအောင်မြင်သွားမှအာကိုယူပြီးတော့အားပေးကြရတဲ့လူတွေလူတချို့လည်းရှိကြတယ်အာတုံညာဘုရားကလည်းစတင်ပဲလူတရားအတွဲစားဖို့ပေးတဲ့ environment လို့ဖွဲ့စည်းတခုရှိဖို့ရောလိုတာပေါ့ဒါကမှလူကအာမြင်ဖို့တခုရဖို့အတွက်ကအာတက်ကိုခောက်ခဲလာပါတယ်အတော်အတန်ကြာအာမြင်ပြီးမှအာအမေကကြာမှသူပါလာသူဘာပဲလုပ်လို့သဘောကျတယ်အားပေးတယ်ဆိုရင်လည်းလူတွေလည်းရှိပါတယ် စတင်နေတဲ့သူတရားမှာကိုကိုအမြဲအားပေးနေတဲ့သူကိုကိုစာပို့ပေးနေတဲ့သူရှိလို့တော့လိုရပါတော့နော်အဲ့ဒီလူဟာချစ်သူရတာပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်အကိုကိုလက်လျှော့ကျင်တဲ့အခါတိုင်းမှာ motivation ပေးမဲ့သူပြီးတော့စစ်ပြအားငယ် ဝန်ထမ်းအောင်ရနေတဲ့အခါပဲဖြစ်ဖြစ်ရင်ပွင့်ကြရလူတယောက်မှရှိမနေဘူးဆိုတဲ့အတိတ်ကပို့ပြီးတော့နာကျင်ရအောင်ဖွင့်ကြည့်မယ်ဆိုရင်ဒီလိုစာအုပ်တစ်ခုမှဖတ်ဘူးတယ်ပေါ့နော်အဲအဲ့ဒါဆိုရင်လည်းဒီလမယာနေ့အာလမယာနေ့အောင်ပါဆိုတော့လေသူရဲ့အမျိုးသမီးဖြစ်သူကကင်ဆာရောဂါကိုခံစားနေရတယ်ပေါ့သူ့ရဲ့အမျိုးသားဖြစ်သူရဲ့အပြုအမူတစ်ခုကြောင့်ဒီကင်ဆာရောဂါခံစားနေရတဲ့အမျိုးသမီးမှလည်းသူ့ဘဝမှာကံအကောင်းဆုံးဆိုပြီးတော့အဲတက်မဲ့သူ့စိတ်ထဲမှာသူ့ကိုသူ ုံဆုံးအချိန်တွေမှာတော့သူရှိတယ်ဆိုတဲ့အသိစိတ်ဟာဖြစ်တဲ့များအကြောင်းအရာအလုံးဟိုခံစားနေရတဲ့အရာပြင်ဆိုင်မှုတက်တည်နေတာပြည့်စုံနေပြီပေါ့နော်ဒီအမျိုးသမီးပါလေဒီမှာအားပေးတဲ့လူတွေနဲ့နေထိုင်ရသူဟာပို့ပြီးတော့အမြင်လာတာတွေ့ရတယ်မိဘရဲ့ယုံကြည်မှုချီးမွမ်းခံရမှုစိတ်ခွန်အားပေးမှုရှိတဲ့ကလေးတွေဟာ ပို့ပြီးတော့အာမင်လာကိုလည်းတွေ့ရတယ်။အဲဒါဆိုလည်းအဲမိဘဖြစ်သူကငါသားငါသမီးအဲလုံနိုင်တဲ့အဲတော်တယ်လို့ချီးမွမ်းခံရတဲ့ကလေးတွေဟာနေပါမမသိပါဘူး။အဲနည်းနည်းမဆိုင်ပါဘူးဆိုတော့ပိတ်ပင်ခံရတဲ့ခံရတဲ့ကလေးလေးတွေပို့တော်လာကိုလည်းတွေ့ရတယ်ပေါ့နော်။တော်နေတာတွေဟာတိတ်တော်တာမစမ်းကြပါဘူး။ ရဲ့ယုံကြည်မှုစိတ်ခွင့်အားပေးမှုရှိတဲ့ကလေးဟာကိုကိုကိုပို့ပြီးတော့တော်လာကြတယ်ကိုကိုကိုပို့ပြီးတော့ယုံကြည်မှုပို့ရှိလာကြတယ်အော်ဒီနေရာမှာတော့တလွဲမဖြစ်ပေါ်တော့လို့လားပေါ့အာတာသမီးပြောတာကိုယုံပြီးတော့အလိုတိုင်းလွတ်လာတဲ့စိတ်ခွင့်အားပေးမှုเนี่ยမတူပါဘူးဟိုဟာမိဘဖြစ်တဲ့အပွဲကိုသားသမီးရဲ့အသွာအလာကိုမှိုင်းရင်မှကြောင်းမှိုင်းရင်မှကြောင်းထောက်ပြတတ်တဲ့ပို့လဲလို့ပါတယ်ဒီလိုက်တကြားဆုံးမတတ်တဲ့မိဘဖြစ်ဖို့လို့ပါတယ် အမြဲတမ်းဘေးကနေအပြစ်တွေတင်ပိတ်ပင်နေရလို့ဆိုရင်တော့တိုးတက်မှုနဲ့ဆိုတာအဝေးကြီးမှာပါ။အာတချို့မိသားစုကကြာတော့သတိကိုဝှစ်ချတဲ့ပုံကမှားနေကြတယ်ပေါ့နော်။ဆိုရင်လို့ဆိုတဲ့စက်ကလေးနဲ့ပုံစံဝက်ထဲကိုထည့်ပြီးတော့ပိတ်ပင်ထားကြတယ်။အာယုံကြည်ကိုယုံကြည်ရာကိုဝါသနာပါရတွေကိုမလို့ရတဲ့ကလေးတွေကဟုတ်ပြီသူတို့ဘဝမှာဘေးရာကကျွမ်းကျင်လေဘေးရာကအားလဲလေဘေးရာကကြီးနေပြန်လဲဆိုတာကိုမသိကြတော့ပါဘူး။ သက်ရရလာတဲ့အခါမှာဘေးရကိုမကိုပိုင်ခန်းစားကိုပိုင်ခန်းစားချက်နဲ့မဆုံးဖြတ်ရကြတော့ဘူးကိုကိုကိုယုံကြည်မှုမရှိတော့တာမျိုးပေါ့ဒါကြောင့်မလို့လူသားတယောက်ရဲ့ပထမဆုံးအားကိုးရာဖြစ်တဲ့မိဘတွေကလည်းအကူတာတပီးကိုစိတ်ခွန်အားပေးနိုင်အောင်လှုပ်ဆောင်နိုင်မှုလည်းလိုပါတယ်လူတယောက်ကိုစိတ်ကလှုပ်ဆောင်နိုင်တဲ့အတွက်စိတ်ခွန်အားပေးတဲ့လက်ဆောင်တွေပို့အဖို့တန်တဲ့အရာဆိုတာမရှိပါဘူး ဒါကြောင့်ကိုကိုရိုင်းလည်းဒီစိတ်ခွန်အားပေးနိုင်တဲ့သူတရားဖြစ်အောင်လို့ဒီထိုင်မှာစူးစမ်းပါ။အကြောင်းလဲဆိုရင်လောကကြီးမှာအဖြစ်တင်ဝေဖန်တဲ့သူနဲ့ဖြိုချဖြက်စီးတဲ့သူတွေပုံများလာလို့ကြောင်းပါပုံများလာတဲ့အတွက်ကြောင်းပါ။အဲအကြောင်းလို့ကိုကိုရိုင်းလည်းစိတ်ခွန်အားပေးတဲ့လူတရားအဖြစ်နဲ့နေထိုင်ပြီးတော့အဆိုးတဲ့စိတ်မထားဘဲနဲ့ငါတို့ဆိုတဲ့စိတ်နဲ့အဲအရှိစိတ်အားငယ်တိုင်းအာ motivation ပေးတဲ့ ိုင်းနှစ်သိပ်ပြီးမဲ့သူဝိလာမှာရှိနေခြင်းဟာလည်းဂါကလည်းအကောင့်တဲ့အရာတစ်ခုပါအာသာမလို့ငါဆိုတဲ့စိတ်နဲ့မသွားဘဲနဲ့ငါတို့ဆိုတဲ့စိတ်နဲ့ကိုကိုတိုင်းကလည်းစိတ်ခွန်အားပေးတဲ့သူတရားအဖြစ်နဲ့ယက်တည်လိုက်ကြရအောင်โอเคဗီဒီယိုလေးကိုဒီညမှာပဲအဆုံးတိုက်ကဒီ moral sharing ဘိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှကိုသိချင်တာပဲမြင်ပြပါရဲ့ဖြစ်ဖြစ် comment မှာတစ်ချက်ရေးသွားလို့ရတယ်လို့နောက်ထပ်ဗီဒီယိုအစ်စ်တစ်အစ်စ်လေးတင်တိုင်းမှာလည်းကြည့်လို့ရအောင်လို့ကိုကို channel လေးကို subscribe လေးတာဝင်ဖို့အတွက်ဆုတောင်းပါတယ်။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးကိုကြည့်သွားတဲ့အတွက်တနော်အတွက်အကျိုးတစုံတရာရရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်။အားလုံးကိုဆက်ပါတယ်။ Bye bye ။